ဗုဒ္ဓဒိုင်အရီယူသွနေသောကမ္ဘာလောကယခုအတော်တွင်ညင်ပေါင်းများစွာတူတူခြားခြားစဉ်စားဆင်ခြင်မှုပြုလာခဲ့လေသည်အကျင့်သစ္စာတရားကိုရရှိဖို့ရန်အတွက်အိမ်တကားကိုစွန့်ခွာလာခဲ့ပြီးအကျင့်တရားကိုကြင်ကြံအားထုတ်ခဲ့၏ထိုသစ္စာတရားကိုရရှိသောအခါ၌ငါသည်အံ့ဩသွားမိသည် ယင်းသစ္စာတရားကိုတွေ့မြင်သိရှိရသဖြင့်ငါဤဘဝသည်အောင်မြင်ချမြောက်သွားခဲ့လေပြီ။တို့ရတွင်ဤများဖြင့်ဘဝဤအောင်မြင်မှုဖြစ်နိုင်ပါသလော။ငါသည် သစ္စာတရားကိုရရှိခြင်းကြောင့်တသက်လုံးပီတိဖြစ်နေပြီးအဝိဇ္ဇာတဲတွင်နစ်မြုပ်နေသည့်ကမ္ဘာလောကအားမေ့နေမည်ဆိုပါလျှင်ငါဤဘဝသည်အောင်မြင်မှုရရှိပါမည်လား။ လူလောကအတွင်း၌ပုဂ္ဂိုလ်တဦးသည်တကဘာလုံးဤမျက်စိအမြင်မရောက်နိုင်လောက်အောင်မြင့်မားသည့်နေရာ၌တက်နေ၍ရပါမည်လော လေးဘက်လေးရက်တွင်ငရဲအတိဖြစ်နေပြီလျင်နားကွဲလူမတက်အော်ဟစ်ငိုကြွေးနေကြပြီအပုံနဲ့တထောင်းထောင်းထွက်နေသည်ဖြစ်သောကြောင့်နှာခေါင်းမဖော်ရဲအောင်ဖြစ်နေသည့်ကမ္ဘာလောက၏အလယ်၌ကိုတဦးတည်းကပန်ရနံကိုရှူကာရှူကာနှင့်ဒေသချင်းကိုကျူကာကျူကာနှင့် ပျော်မြူးနေ၍ဖြစ်နိုင်မည်လောကမ္ဘာလောကကိုမထုတ်ဆဲမကဲတင်ပဲနှင့်ပုဂ္ဂိုလ်တဦးတယောက်ဤထုတ်ဆဲကဲတင်မှုဘယ်အထိဖြစ်နိုင်ပါမည်နည်းကမ္ဘာလောကမှာအကယ်၍မကောင်းမှုများရှိနေလျင်ထိုမကောင်းမှုများ၏အကျိုးကိုငါလည်းအနည်းနှင့်အများခံစားရလိမ့်မည်သာဖြစ်သည်ကမ္ဘာလောကအားမြင့်မတင်ပဲနှင့်ငါဘယ်အထိမြင့်နိုင်မည်နည်းတို့ရတွင်ကမ္ဘာလောကကိုဘလို့လောက်ပြီးမြင့်တင်မည်နည်း ကမ္ဘာလောကသည်မြင့်လို့သည်စိတ်ရှိပါသလားကမ္ဘာလောကသည် လမ်းမှန်ပေါ်ကလျှောက်သွားလို့သည်စံတာရှိပါသလားငါသည်မြင်ရရှိသည့်တစ္ဆာတရား၏အရှင်အစောကိုကမ္ဘာလောကသည်ခံနိုင်ရရှိပါမည်လားကမ္ဘာလောကသည် အလွန်ဝါဒကိုကိုးကွယ်စည်းကပ်သူဖြစ်သည်လွန်ကဲမှုကိုသာလျှင်ကြီးကျယ်သည်ဟုသူထင်မြင်ယူဆသည် လွန်ကဲမှု၏ရှေးမောက်၌သာလျှင်သူဥညွတ်သည်သူသည်ဥစ္စာဒနာနှင့်စီးစိမ်လွန်ကဲမှုရှိသူတထေးတကြွယ်တို့ကိုကိုးကွယ်စည်းကပ်လိမ့်မည်အာနာလွန်ကဲမှုရှိသူမင်းဆိုးရစာတို့အားကိုးကွယ်စည်းကပ်လိမ့်မည်ကိုယ်ကာယကိုတန်ထားခြင်းသို့မဟုတ်ညှဉ်းပန်းခြင်းအကျင့်လွန်ကဲမှုရှိသူယတိသူတို့ရှင်တို့အားကိုးကွယ်စည်းကပ်လိမ့်မည်ကမ္ဘာလောကသည်လျှို့ဝှက်မှုကိုကိုးကွယ်စည်းကပ်သူဖြစ်သည် ထူးဆန်းအံ့ဩဖွယ်ကိုကိုးကွယ်စည်းကပ်သူဖြစ်သည်ကြောက်ရွံ့ဖွယ်ကိုကိုးကွယ်စည်းကပ်သူဖြစ်သည်မေတ္တာကိုကိုးကွယ်စည်းကပ်သူမဟုတ်ပေယောသားမှုကိုကိုးကွယ်စည်းကပ်သူမဟုတ်ပေကမ္ဘာလောကဤအလွန်ဝါဒဟုသမျှမှာဒုက္ခပေးသည့်အရာများသာလျင်ဖြစ်ကြသည်အရာသာတစ်ခုတည်းလွန်လွန်ကဲကဲဖြစ်နေလျင် အစာဟာရသည်ကတွင်တွေ့သည့်အစာဟာရတစ်ခုမဖြစ်နိုင်ပေ။ ်စားကြီးထဲ့ခြင်းအပြင်၎င်းမယုတ်တီကြီးထဲ့ခြင်းအပြင်၎င်းထန်လျက်ကြီးထဲ့ခြင်းအပြင်၎င်းအစာဟာရသည်အရသာရှိသည့်အစာဟာရတစ်ခုဖြစ်မလာနိုင်ပေ။အရသာရှိသည့်အစာဟာရတစ်ခုဖြစ်ရန်အတွက်သူ့အတိုင်းအရှိနှင်းသူလိုအပ်သည်။လူဘဝအတွက်လည်းဤနည်းအတိုင်းဖြစ်သည်။လူဘဝ၌ဆွတ်လွတ်မှုလိုအပ်ပေသည်။တို့ရရင် ကိုယ့်ကိုယ်ကိုတန်ထားခြင်းသို့မဟုတ်ညှင်းဆဲခြင်းမျိုးမှမလိုပေ။ လူဘဝ၌သုံးဆောင်ခံစားမှုလိုအပ်သည်တို့ရတွင်အင်ဒရီတို့၏ခြေကျုံဖြစ်စရာမလိုပေလမ်းစဉ်မှာအလေအလတ်လမ်းစဉ်ဖြစ်သည်တို့ရတွင်ကမ္ဘာလောကသည်ယင်းအချက်ကိုနားလည်နိုင်မည်လောယင်းတို့ဖြစ်လျင်ငါသည်ကမ္ဘာလောကအားသစ္စာတရားကိုဘယ်လိုလုံးညွန့်ပြမည်နည်းနောက်အခက်အခဲတစ်ခုမှာကမ္ဘာလောက၏အမြင်သည်ပြောင်းပြန်လုံလုံဖြစ်နေခြင်းဖြစ်သည် ကမ္ဘာလောကသည်လိုအပ်သည့်အရာကိုမလိုအပ်ဟုအထင်ရှိသည်ပဒါနာကိုတမညာလုပ်ပြီးတမညာကိုမူပဒါနာလုပ်သည်ရှင်တို့လျင်သူ၏မျက်စိအမြင်သည်ပျက်စီးနေသည်ဖြစ်ရာ သူ့ကိုဘယ်လိုလုပ်ပြရွေရမည်နည်းလူသည်ဒုက္ခကိုလိုချင်သည်ဒုက္ခကိုကြောက်လန့်သည် တို့ရတွင်ဒုက္ခနှင့်ဒုက္ခကိုလည်းနားလဲအောင်မကြိုးစားပြီး ဒုက္ခနှင့်ဒုက္ခ၏အကြောင်းကိုလည်းသဘောပေါက်အောင်အာမထုတ်ပေ။အကျင့်စိတ်လှုပ်ရှားဖောက်ပြန်မှုများကြောင့်လူသည်ဆင်းရဲဒုက္ခရောက်ရ၏။အကျင့်စိတ်လှုပ်ရှားမှုများသည်ကမ္ဘာလောကအားဆင်းရဲဒုက္ခရောက်စေ၏။ထိုစိတ်လှုပ်ရှားမှုများကိုပယ်ဖျောက်ပစ်ဖို့စိတ်မကူပေ။ငါတို့၏ဘဝင်ကျင်တွင်ရှိသည့်လက်ညှိုးထိုးမလွတ်သောဒုက္ခ၏အကြောင်းများကိုမူဖယ်ရှားဖျောက်ပစ်ဖို့စိတ်မကူပေ။စိတ်ကူးသည်ကား နတ်ပြည်ဆိုဒီမှာဘလို့အရာဖြစ်သနည်းနတ်ပြည်မှာနတ်သမီးများကိုရနိုင်သလောငရဲပြည်ဘမှာရှိသနည်းတကိုးရှင်ဘုရားသခင်ဘမှာရှိသနည်းတကိုးရှင်ဘုရားသခင်ဆိုဒီမှာဘလို့အရာနီးပရလောကဘမှာရှိသနည်းပရလောကဆိုဒီမှာဘလို့အရာနီးစသည့်အကြောင်းအရာများဖြစ်သည်ရင်တို့အကျိုးမရှိသည့်အကြောင်းအရာများ၌သာလျှင် အုံနောက်အလုံများနေကြသည်။ယင်းအကြောင်းအရာများကိုသာလျှင်အခြေပြု၍ တင်အပင်အုပ်စုဖွဲ့ကြသည် တုံနှင့်တူပရိပခါပြုကြသည်ကဲ့ရဲ့ရှုံချကြသည်ရင်းကိုပင်ဘာသာတရားဟုခေါ်သေးသည်ဤမြလာယူတုတိကဘာလောကအားငါမိသည့်အရာညွန်ကြားပြောပြမည်နီမိတို့ညွန်ကြားပြောပြမည်နီကဘာလောကသည်ကြောင်သူတော်ကိုထင်ကြီးသည်တစုံတယောက်သောသူကပရလောကစာတိစကလုံးများကိုအသုံးပြုလျက် သူ့ကိုကျေနပ်နှစ်သိမ့်စေမည်စိတ်ကူးရများကိုပြောပြလျင်၎င်း။ဘာမဆိုတိသူအဖြစ်ဖြင့်ယုံသွင်းလျက်သူ့ကိုလှည့်စားလျင်၎င်း။ကမ္ဘာလောကသည်ထိုသူအပေါ်၌အကျေနပ်ကြီးကျေနပ်လေသည်။တို့ရရင်တစုံတရာကအမှန်တရားကိုပြောပြလျင်၎င်း။မတိသည့်အရာကိုမတိဟုပြောပြလျင်၎င်း။ဒုက္ခ၏လွယ်ကူသောလမ်းစဉ်ကိုပြောပြလျင်၎င်း။ထိုပုဂ္ဂိုလ်မျိုးကိုမူဤအယူကမ္ဘာလောကကအယူဟုပင်သမုတ်ပေလိမ့်မည်။ ကမ္ဘာလောကသည်မိမိအားစိတ်ကူးယဉ်ပိုးအခွင့်အလမ်းများများရမည်အမှောင်တဲသို့တစုံတဦးကတွန်းပို့စီရန်လိုလားသည်ကမ္ဘာလောကသည်အလင်းရောင်ကို အလိုမရှိပေအကြောင်းမူကားအလင်းရောင်ထဲတွင်စိတ်ကူးယဉ်အတွက်နေရာမရှိသောကြောင့်ဖြစ်လေသည်ကမ္ဘာလောကသည်အမှောင်ထဲတွင်နေ၍အပိုင်းခြားမရှိသည့်စိတ်ကူးယဉ်မှုများကိုပြုလုပ်နေလို့သည့်ဆန္ဒရှိသည် ရင်းခဲ့သူတော်ကဘာလောကအားအလင်းရောင်ကဘလို့လုတ်ပေးမည်နီခင်ပုံငှက်အားအလင်းရောင်ပေး၍အထိပ္ပယ်ရှိပါမည်လောအင်းငါဘာမှမလုပ်လို့တော့ကဘာလောကလည်းသူ့ဘာသာသူမေမေလျော်လျော်နေခြင်းနေပစီငါလည်းငါဘာသာမေမေလျော်လျော်ပင်နေလိုက်ကြမည်မာနယုတ်ကပြောလာပြန်သည်အဲ့ဒီလိုနေတာပဲကောင်းသည် သင်သူတစ်ပါးအကျိုးကိုတည်ဖို့ဆောင်ရွက်မိမကြံပါနဲ့သင်ကအမှန်တရားကိုပေးခြင်းသည်ကမ္ဘာလောကကအလှကိုလိုခြင်းသည်သင်ကဖြောင့်မှန်သည့်လမ်းကိုပြောပြလိုသည်ကမ္ဘာလောကကဖြောင့်မှန်သည့်လမ်းကိုမူကျွန်ုပ်လည်းသိသည်သင်ပြဖို့ဘာလိုသနည်းဟုပြောသည်သင်သည်ကမ္ဘာလောကအတွက်အသုံးမဝင်ပေကမ္ဘာလောကမှာကြောင်သူတော်တွေအောင်ပွဲခံနေပြီးကမ္ဘာလောကကသင်ကိုရှိတာဥပိ္ပခာပြုတာကိုသင်တွေ့ရရင်သင်စိတ်မချမ်းမသာဖြစ်လိမ့်မည် မအောင်မြင်မှုကျင်းသေးသည့်နေရာကိုဘာကြောင့်သွားကျင်ရသည်နည်းတင်တရားပပီမဟုတ်တော့တော်ရောပေါ့ပြောပြောရွှင်ရွှင်နေပါတော့လားကမ္ဘာလောကသည်ငရဲတကားဝါစီကိုသွားနေသည်သွားပါစီသူကတော့သွားမှာပဲတင်ကဘာကြောင့်သူ့အတွက်ပူပန်ကြောက်ကြနေရသည်နည်းနွားနို့ကိုရွှွန်လို့ဖို့ရန်အတွက်ဘာကြောင့်မိမိဤနို့ကိုရွှွန်နေထည့်နေရသည်နည်း တို့ရတွင်ရှင်မာနဲ့ရုပ်ကိုဖယ်ရှားပြည့်ရန်အတွက်ငါဤအစ္စတာတန်တန်တွင်ကပြမာကနုနုကြကြရှိနေသည် သူကမာနဲ့ရုပ်အားပြောလိုက်သည်ဟဲ့သူမိုက်ကဘာပေါ်မှာလူမိုက်တီအောင်ပွဲခံနေသည့်အတွက်ကြောင့်အမိုက်တက အမိုက်ဘရင်ဖြစ်သည့်တင့်ကိုလည်းအနိုင်ပေးရမည်လောကဘာလောကတစ်ခုလုံးကနားမလဲခြင်းနေပစ်စီကိစ္စမရှိ ရုပ်ဆွာအစုံတယောက်တော့နားလဲလိမ့်မည် အကယ်၍ဗုဒ္ဓကတယောက်သောသူကိုပဲဖြစ်ဖြစ် ထုတ်ဆဲခဲ့တဲ့နိုင်လင်အချိုးရုပ်သွားမည်လောတယောက်ကနေနှစ်ယောက်တော့ဖြစ်လာဖို့ရှိသည်နောက်ပြီးတစ္ဆာတရားကိုတိထားသည့်ပုဂ္ဂိုလ်တဦးကအောင်မြင်မှုမအောင်မြင်မှုကိုယူဆမည်လောမအောင်မြင်မှုကသူ့ကိုစိတ်ပြက်အားရော့သွားအောင်တတ်နိုင်လိမ့်မည်မဟုတ်အလုတ်လုတ်ချင်းသည့်လူတို့၏ဓမ္မတာသဘာဝဖြစ်သည်လူတို့သည်အလုတ်မလုတ်ပဲချမ်းချမ်းသာသာနေ၍မရပေမလုတ်မရှားနေခြင်းသည်နှစ်သက်လိုလားပွင့်မဟုတ် အလုံးလုံးချင်းသည်ထိုကဲ့သို့မိသည့်ခြေနေမျိုးမှာပဲဖြစ်ဖြစ်ဓမ္မတာသဘောဖြစ်နေသည့်အတွက်ဗုဒ္ဓအနေဖြင့်လူအများကိုနိုးကြားစေသည့်အလုပ်ကိုဘာသာမလုပ်ရမှန်နိပြမအီရင်တိုက်တော်နှိုးစော်ချက်ကိုသာလျှင်တင့်လျော်ကောင်းမြတ်သည်ဟုငါသဘောရသည်ငါသည်ဘာကိုမျှမျှော်လင့်ချက်မထားသည့်လူအကျိုးဆောင်ရွက်သူပြုလုပ်တင်သည်ကမ္ဘာလောကသည်ယူသွနေသည့်ယောဂအသည်နှင့်တူသည် သူသည်မိမိ၏ဆေးဆရာကိုမသိမိမိ၏ဆေးဆရာကိုဆဲရေးတိုင်းထွာသည်ရိုင်းနှက်သက်ပုတ်သည်တို့ရတွင်စိတ်ကောင်းစေတနာကောင်းရှိသည့်သူတစ်ပါးအကျိုးဆောင်ရွက်သူဆေးဆရာများကမူယင်မဖွဲ့ရသည့်အပြုတ်မှုများကိုဂရုမစိုက်ပဲယောဂတဲ့ဤယောဂဝေဒနာကိုတာလျင်ပျောက်ကင်းအောင်ကုစားသည်ငါလဲကမ္ဘာလောကကို စေဝါကုစားမည် ငါဤရင်းမြင်းမြဲဆုံးဖြတ်ချက်ကိုတတိယသည်ဖြစ်၍မနဲ့ရုပ်သည်တဖန်အရှုံးပေးလျက်ထွက်ခွာသွားပြန်လေသည်။